မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်တမူပကဖရဲဘော်များရဲဆက်စွာတပ်ဖြတ်ခံရမှုအိန္ဒိယအစိုးရဖြည့်ရှင်းပေးဖို့ NUG တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာအိန္ဒိယနယ်စပ်မှာတမူခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖရဲဘော်၁၀ဦးတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးအိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူများမဟုတ်လို့သိလျက်ရဲဆက်စွာတပ်ဖြတ်ခြင်းပေါ်တာဝန်ယူမှုရှိစာနဲ့စုံစမ်းစစ်ဆေးအရေးယူဖြည့်ရှင်းပေးဖို့အိန္ဒိယအစိုးရကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်စုံစမ်းစစ်ဆေးမှုတွေ ီးယားပကဖရဲဘော်စင်ဦးကအိန္ဒိယဘက်ခြမ်းမှာထိတ်တန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးကြာဆုံးခြင်းမဟုတ်ပေယာယီစကန်ပြောင်းရွှေ့မှုကိုကြိုတင်သတင်းပို့ထားတဲ့ကြားကပဲအာတန်ရိုင်ဖယ်တရင်တင်ချန်တီခရိုင်မနီပူပြည်နယ်ရဲ့အကြောင်းပြချက်မခိုင်နှုံစွာနဲ့ဖန်စီနှိမ့်ဆက်တပ်ဖြတ်ခံရတယ်လို့ NUG ကဆိုပါတယ်၎င်းတို့ကယာယီစကမ်းမှာတာဝန်ထမ်းဆောင်နေစဉ်မေလ14ရက်မှာစကမ်းမှာပြောင်းဆုံးခဲ့ပြီးနောက်မေလ16ရက်မှာ အိန္ဒိယအာတန်ရိုင်ဖယ်တပ်မှရုပ်အလောင်းစေလောင်းနေတဲ့ NUG ကလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ရုပ်အလောင်းပြန်တောင်းယူရမှာပါကဖရဲဘော်တွေကအိန္ဒိယနယ်နိမိတ်တွင်ဝင်ရောက်ပြီးစတင်တိုက်ခိုက်တဲ့အတွက် နှိမ်နှင်းချင်းခံရကြောင်းနောက်နောက်နဲ့နမိတ်ချန်စီကိုခတ်မှုကိုမကန့်ကွက်ဖို့သဘောတူကြောင်းစတဲ့အချက်များကိုမြန်မာဘက်ကလာရောက်တဲ့တာဝန်ခံတွေကိုခေါ်ယူထားကဖိအားပေးလက်မှတ်ထိုးစေပြီးမှလွှဲပြောင်းပြီးတယ်လို့လည်းသိရကြောင်းဖော်ပြထားပါတယ်။အိန္ဒိယအစိုးရအနေနဲ့နိနာမှုများအတွက်တာဝန်ယူဆောင်ရွက်ပေးပြီးနိနာသူမိသားစုတွေကိုနိနာကြည်ပြီးဆောင်ဖို့နောက်အလားတူကိစ္စများမဖြစ်စေဖို့စီမံဆောင်ရွက်ပေးဖို့နှစ်နိုင်ငံနေကြားစီးညှိနှိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ချန်စီကိုခတ်ခြင်းကိုယာယီရဆိုင်ထားခြင်းဖြင့်ယခုကဲ့သို့ဖြစ်စဉ်များကိုရှောင်လွှဲဖို့လည်း NUG ကတောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်းရှိပြည်သူများသာမကအိန္ဒိယနိုင်ငံအတွင်းရှိမြန်မာနိုင်ငံသားများအနေနဲ့လည်းတနူးပကပရဲဘော်များတပ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးနှစ်နိုင်ငံချစ်ချင်ရေးထုခိုက်စေမယ့်ကိစ္စရများမပြုတ်လို့ဖို့မြစ်တမ်းရပ်ခံထားပါတယ်။အိန္ဒိယစစ်တပ်ဘက်ကတော့အာတန်ရိုင်ဖယ်တရင်တရင်ကအိန္ဒိယမြန်မာနယ်စပ်ဤလက်နက်ကင်တပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုတရင်ရတာကြောင့်မေလ14ရက်မှာစစ်စင်ရေးတစ်ခုပြုတ်လောက်ခဲ့ပြီးအဲ့ဒီစစ်စင်ရေးအတွင်းတန်တရားရှိသူလက်နက်ကင်တွေကပြစ်ခတ်ခဲ့ရာစစ်တပ်မှပြန်လည်ပြစ်ခတ်ပြီးစစ်ဝတ်စုံဝတ်ဆင်ထားသူ10ဦးတေဆုံးပြီးလက်နက်များတင်ဆက်ရမိ ိကြောင့်မေလ15ရက်မှာထုတ်ပြန်ပါတယ်ဆက်လက်ပြီးအေအေချာရှုံးပါစီလို့စစ်ကောင်စီကရတရားချေပြီးနောက်တောက်ဖြူကစစ်ကောင်စီတပ်စခန်းနှစ်ခုကိုအေအေသိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်တောက်ဖြူမြို့နယ်မှာအေအေချာဆုံးပါစီလို့စစ်ကောင်စီကရတရားချေပြီးနောက်တောက်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုအရကတပ်တော်အင်ကသိမ်းပိုက်နိုင်လိုက်ပြီလို့သိရပါတယ်အေအေသိမ်းပိုက်လိုက်တဲ့တပ်စခန်းနှစ်ခုကတော့တောက်ဖြူမြို့နယ်မင်းတပ်တောင်ကြီးရွာရှိကာကင်းစခန်းနဲ့အစိုးရစစ်မှုလက်မှုတင်နန်းကြောင်မှာတပ်ဆွဲထားတဲ့စခန်းတို့ဖြစ်ပါတယ်မေလ 2019ရဲ့နေ့မှာအင်းကြီးကအပိသက်သိမ့်ပိုင်နိုင်တာဖြစ်တယ်လို့မြေပြင်စင်ရေးသတင်းအင်းမြင့်တွေကပြောပါရယ်။မနစ်ကလေးကသိမ့်ထားတာမင်းတက်တောင်ကစစ်သားတွေကတိုက်ပွဲဆဖြစ်ကလေးကတန်ရာရသေးတာတွေနဲ့နောက်ဆုံးထွက်ပြေးသွားကြတာများတယ်။မင်းတက်တောင်ကကင်းစကန်နဲ့အဲ့ဒီနဲ့မနီမွေးကစက်မှုလက်မှုတင်တဲ့အကြောင်းမှာတက်ဆွဲထားတဲ့စကန်တစ်ခုကိုပါအင်းကြီးကရထားတယ်လို့ပြောပါရယ်။ အဲ့ဒီတက်စကန်တွေနားမှာမေလာတရက်ကစတင်ပြီးစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရကနေအေးအေးနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့မကွေးထောင်မှာအကျဉ်းသားများတောက်သုံးရီပါဈေးကြီးပေးဝယ်နေရပြီးအကျဉ်းသားတိုင်းတောက်ရီတန်းဝယ်မတောက်နိုင်လို့စီးကြောက်တေသူများပြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မကွေးအကျဉ်ထောင်မှာအကျဉ်သားများတောက်သုံးရည်တန်းစီနှုံကြီးမြင့်မှုကြောင့်အကျဉ်သားတိုင်းရှိဝဲမတောက်နိုင်ပေတောက်သုံးရည်မရှိလို့စီးကြောက်တဲ့သူအကျဉ်သားဥယျာဉ်များပြားလာကြောင်းအကျဉ်ထောင်နဲ့နှိဆက်သူတွေကသတင်းဌာနကိုပြောပါရယ်ရခင်ကတောက်ရည်တန်း20လီတာဘူးကို7800နဲ့ရောင်းတော့လဲလက်ရှိမှာအကျဉ်ဦးစီးဌာနမင်းတွင်ဦးက20လီတာဘူးတွေကိုတင်ပြီး1လီတာရှိတဲ့တွေကိုတပူးလင်7600နှုံးနဲ့ရောင်းစားနေတာဖြစ်ကြောင်းသိရပါရယ်အကျဉ်သားတိုင်းဝယ်မတောက်နိုင်ဘူးတောက်ရည်တန်းမရှိတော့စီးကြောက်တဲ့တွေရောဂါတွေများလာတာပေါ့လို့အကျဉ်ထောင်နဲ့နှိဆက်သူတောင်ကသတင်းဌာန ကိုပြောပါရယ်အကျဉ်းသားများကိုအိတ်ဆောင်ကံမဖွင့်ပြီးတာကလေတလားကျော်ကြာမြင့်နေပြီဖြစ်တယ်လို့ထောင်ဝင်စားတွေကိုလည်းကတ်သက်ချက်နဲ့တွင်းရလို့အကျဉ်းသားတွေရဲ့စားတောက်ရီခက်ခဲနေကြကမိသားစုနဲ့တွေ့ခွင့်မရကြတာကလည်းတလားကျော်ကြာပြီဖြစ်ကြောင်းသိရပါရယ်ဒါအပြင်မကွေးပဟုအကျဉ်းထောင်မှာထောင်ရရှိတွေကအကျဉ်းသားတွေကိုရိုင်းနှက်ပြီးအကျဉ်းသားတည်ဆောက်မှုရှိခဲ့တော့လေအေးအေးယူခြင်းမခံရတဲ့အပြင်၎င်းတို့ရိုင်းနှက်နှိပ်စက်တဲ့အကျဉ်းသားတွေကိုလည်းအပြင်စေးရုံမှာစေးကူတမှုပိတ်ပင်ခြင်းများလည်းလွတ်ဆောင်ခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားအစ္စလမ်ဘာသာရေးကောင်ဆောင်ကိုမြတ်ကို ိုအချင်းဦးစီးရရှိမင်းလွင်ဦးကကျွဲကြီးနဲ့အပေါင်းပါရီကဝိုင်းဝန်းရိုက်နှက်ခဲ့လို့တည်ဆုံခဲ့ရမှုကိုလက်ရှိအချိန်ထိအရင်ယူခံရခြင်းမရှိသေးကြောင်းအချင်းထောင်နဲ့နှိစက်တဲ့သူတွေစီမှသိရပါဗျ။ မကွင်းအချင်းထောင်ကဧပြီလ23ရက်နေ့မှာ drop ပုံနှလုံးကြာခဲ့ပြီးအဆိုပါဖြစ်စဉ်အပြီးမှာအဆောင်ကိုစလဲအချင်းသားတွေနဲ့ရခင်ကအချင်းသားအခွင့်အရေးတောင်းဆိုမှုသူတွေကိုအချင်းထောင်အာဏာပိုင်တွေကအဆောင်မှာဖြစ်တံကိုခေါ်ကရိုက်နှက်ခြင်းတိုက်ပိတ်ခြင်းများလှုပ်ဆောင်ခဲ့ပြီးကိုမြတ်ကိုတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီလူသက်မှုကိုလည်းဘာမှအရေးယူခြင်းမခံရတော့ထောင်ထဲကအချင်းသားတွေကကျွေးကြီးကိုပို့ကြောက်လာတယ်။သူတို့ရိုက်နှက်နှိပ်စက်ထားတဲ့အပြင်းထန်ဒဏ်ရာရသူတွေကိုအပြင်းစင်းရုံထုတ်မပေးဘူးသူတို့လောက်ရက်ကိုအပြင်းကလူသိမှာဆိုလို့ အတင်းထောင်ပြင်ပနိုင်ငံရေးနဲ့နီးစပ်သူတန်ဦးကပြောပါရယ်လက်ရှိမှာဦးစီးရရှိမင်းလွင်ဦးကထောင်ပိုင်ကြီးဖြစ်သူ ဇော်မင်းအောင်ထက်လုတ်ပိုင်ခွင့်အာဏာပိုရှိပြီးထောင်ပိုင်ကြီးကလည်းမင်းလွင်ဦးကိုကြောင်ရွံ့နေကြောင်းအကျဉ်းထောင်တဲ့နီးစပ်သူတွေကပြောပါရယ်။တားပြင်အကျဉ်းထောင်တွေမှာရှာဖွေရေးလို့ဆိုပြီးအကျဉ်းသားတွေစီကရခင်ကသူတို့တရားဝင်ပေးသွင်းလို့ဝယ်ထားတဲ့ပစ္စည်းအကောင့်တွေတွေ့ရင်သိမ်းဆဲကကားနဲ့တိုက်ပြီးအပြင်ကိုတည်သွားကြောင်းအောက်ခြေဝင်တန်းများကမျက်နှာတင်စေသွားတိုင်းစီကအစာအကျဉ်းသားတွေစီကတင်းယူခြင်းများလှုပ်ဆောင်ပြီးနေစဉ်လို့လို့လူခွင့်ရေးချိုးဖောက်မှုတွေကိုလှုပ်ဆောင်နေကြောင်းသိရပါရယ်။ထောင်ထဲမှာကနေစဉ်လို့လို့လူခွင့်ရေးချိုးဖောက်ခံရတဲ့သူတို့ကြီးများတဲ့သူတွေကိုခြေချင်းခတ်တာတွေဖားခုံခုံခိုင်း နာတွေရိုက်တာတွေမင်းလုံကအပြင်းပြေလုတာပေါ့အကျဉ်းသားတွေနှိမ့်ဆက်နေရရင်မင်းလုံကပျော်ရွှင်နေတယ်အကျဉ်းထောင်ရရှိတော်အေးအတွက်နဲ့လည်းလူမှုရေးဖောက်ပြန်နေတယ်နောက်အကျဉ်းထောင်ဝန်ထမ်းအမျိုးသမီးငယ်တွေကိုလည်းချိန်တော်တင်နေတယ်လို့အကျဉ်းထောင်နဲ့နှိမ့်ဆက်တဲ့သူတအုပ်ကပြောပါတယ် ဆက်လက်ပြီးတရုတ်နဲ့တင်းပြန့်ရေးအတွက်အမြဲတမ်းဆန္ဒရှိကြောင်းထိုင်ဝမ်သမ္မတပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်ဝမ်ဟာတရုတ်နဲ့တင်းတင်းမြတ်မြတ်အေးအေးချမ်းချမ်းနေထိုင်သွားဖို့ဆန္ဒရှိကြောင်းသမ္မတလိုင်ချင်တေးကပြောပါရယ်။ထိုင်ဝမ်သမ္မတဖြစ်တာဝန်ထမ်းဆောင်မှုတနည်းပြည့်တဲ့မေလ20ရက်နေ့မှာလိုင်ကတရုတ်နဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားကိုအလေးအနက်မှတ်ချက်ပေးခဲ့တာဖြစ်ပါရယ်။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်တဲ့နေမြေတစ်ခုဖြစ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တီးခြားလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်ဖို့လိုလာနေပါရယ်။တရုတ်အစိုးရကထိုင်ဝမ်ရဲ့တီးခြားလွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကိုစည်ရေးအရလက်တုံ့ပြ ြမင်းလူချင်းချောက်ထားပြီးလိုင်ကိုလည်းခွဲထွက်ရွာဒီတအုပ်ဖြစ်တင်းတင်းမာမာတတ်မှတ်ယူဆထားပါတယ်လိုင်ကထိုင်ဝမ်ကတရုတ်ပိုင်နယ်ဖြစ်ကြောင်းတရုတ်ရဲ့အဆိုကိုပေးချထားပြီးထိုင်ဝမ်ရဲ့အနာဂတ်ကိုထိုင်ဝမ်ပြည်သူတွေကသာဆုံးဖြတ်ပိုင်ခွင့်ရှိစေမယ်လို့ပြောပါတယ်သူရဲ့တမရသက်တမ်းတနည်းပြေကာလနဲ့တိုက်ဆိုင်ပြီးတရုတ်ကချင်းချောက်စစ်အင်အားပြတာရှိလာနိုင်ကြောင်းတမရနန်းတော်မှာလိုင်ကသတင်းထောက်တွေကိုမှတ်ချက်ပေးခဲ့ပါတယ် ဒါပေမဲ့သူကိုယ်တိုင်ကတော့ငင်းချင်းကိုလိုလားကြောင်ငင်းချင်းဆိုတာကတန်ဖိုးမဖြတ်နိုင်ပေစစ်ပွဲဆိုတာကတော့ဘသူမှအမှန်တကယ်အနိုင်ရသူမရှိကြောင်တစ်ချိန်တည်းမှာပဲငင်းချင်းကိုမျောလင့်တဲ့အခါမှာအိမ်မက်တွေစိတ်ကူးရင်မှုတွေပေါ်မျောလင့်ချက်ထားနေလို့မရကြောင်လိုင်ကဆိုပါတယ်ပြီးတော့ထိုင်ဝမ်ကကာကွယ်ရေးစွမ်းရည်ကိုဆက်ပြီးအားဖြည့်တိစောက်မယ်လို့လည်းလိုင်ကပြောပါတယ်စစ်ပွဲအတွက်အမြင်နဲ့ကြူပြင်ထားခြင်းဟာစစ်ကိုရှာဖို့အကောင်းဆုံးနည်းဖြစ်တယ်လို့သူကမှတ်ချက်ပေးခဲ့ပါတယ်ထိုင်ဝမ်ကနှစ်ဦးနှစ်ဖက်လေးစားပြီးတိုက်ခါရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ဆိုရင်တရုတ်နဲ့ညှိနှိုင်းဆောင်ရွက်ဖို့အမြင်နဲ့လမ်းဖွင့် င်ထားမှာဖြစ်ကြောင်းပฏิပက္ခရိရဲ့နေရာမှာစိစံညီနိုင်မှုတွေနဲ့အစားထိုးဖို့အမြဲတမ်းလိုလားကြောင်းလဲ LINE ကပြောဆိုသွားပါတယ်။ ဆက်လက်ပြီး ERI တိုင်းတွင်းမှစစ်မှုထမ်းဖို့စုဆောင်းခံရတဲ့လူငယ်တွေကိုအပတ်စဉ်73ဖြင့်တင်နန်းချောင်းများသို့ပို့ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ERI တိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်မှစုဆောင်းထားရှိတဲ့လူငယ်များကိုစစ်မှုထမ်းအပတ်စဉ်73အတွက်တက်ရောက်ဖို့မေလ18ရက်ကတင်နန်းချောင်းများကိုစတင်ဆေးလွတ်ခဲ့ကြောင်းသိရပါရယ်။စစ်တင်နန်းတပ်ဖို့စုဆောင်းခံထားတဲ့လူငယ်200ခန့်ရှိပြီး ERI ရန်ကုန်နဲ့ပဲခူးတိုင်းရှိစစ်တင်နန်းချောင်းများကိုစစ်ကောင်စီမှလုံခြုံရေးရယူပြီးညနေပိုင်းမှာပို့ဆောင်ခဲ့တာဖြစ်ပါရယ်။အခုကနာမည်စင်းပါတယ်ဆိုရင်ပြေးကြ လို့အကြောင်းမကြားပဲအုပ်ချုပ်ရေးမှုတွေခေါ်ခံရတဲ့သူတွေနဲ့ငွေယူပြီးလူစားထိုးခိုက်တဲ့သူတွေလည်းများတယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်တဲ့သူတအုပ်ကပြောပါရယ်တင်းနဲ့သက်ရောက်မဲ့သူတွေကိုအီယာရီထိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုမှလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ထားပါရယ် စစ်ကောင်စီမှတပ်သားအင်အားလိုအပ်ချက်များလာတာကြောင့်ပြီးခဲ့တဲ့ AP 20ရက်နေ့ကလူငယ်များကိုအပတ်စဉ်စနစ်အတွက်တင်နန်းပြနေပြီးတလားမပြည့်ခင်မှာပဲယခုတင်နန်းကိုထပ်မံခေါ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။စစ်မှုထမ်းတနက်တက်ရောက်ပြီးရှေ့တန်းကိုပို့ဆောင်ရမှာတိစုံမှုများရှိလာတဲ့အတွက်ထွက်ပြေးတိမ်းရှောက်သူများလာတာကြောင့်ရက်ွက်နဲ့ကျင်းရွာတွေမှာအကြောင်းမကြားပဲခေါ်ခူခံရသူများနဲ့ငွေယူပြီးလူစားတို့ခံရသူတွေများပြားလာကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။